ရဲ့လူသိများတဲ့ဘုဒ္ဓတော်ကြီးရှင်သေးကြီးကောင်းလောင်းကြီးဆိုတဲ့ကြီးမားတဲ့တိဆောက်မှုတွေအပြင်အမရဗုဒ္ဓမှာမဟာမုနိဘုရားကြီးရဲ့တောင်ဘက်ကပ်ရဲ့အာတောကရာမကျောင်းတိုင်းအတွင်းရတနာဘုံကျော်ဆိုတဲ့ကြီးမားတဲ့ကျောင်းတော်ကြီးတစ်ကျောင်းကိုတိဆောက်လှူဒန်းခဲ့ပါတယ်။ဒီကျောင်းတော်ကြီးအကျောင်းကိုရတနာဘုံကျော်ကျောင်းတော်ကျောက်စာနဲ့ဂုံးပုံစံမဟာရာဇဝင်ကြီးတို့မှာလေးစင်ပုံတတ်အမိုးခဲမပြူအုတ်ကျလေကား၆ဆူအတွင်းပြင်ရွှေပင်းကြ ကျောင်းတော်ကြီးဟာအမိုးရနဲ့မျက်နှာချက်များကရွှေရောင်ရှင်းကုရဲ့ထွန်းလင်းလေ၏လို့ဖော်ပြထားပါတယ်။ဒီကျောင်းတော်ကြီးကိုတွေ့မြင်ခဲ့ရတဲ့ပြည်ရှိအတန်တော်မိုက်ကယ်ဆိုင်းစ်ကသူ့ရဲ့မှတ်တမ်းမှာဒီကျောင်းတော်ကြီးဟာဒီရှိလေသမျှအလားတူအဆောက်အအုံတွေထဲမှာကြီးကျယ်ဆုံးအခမ်းအနားဆုံးဖြစ်နိုင်ပေသည်လို့ရေးသားထားခဲ့ပါတယ်။ဒီเจ้าကြီးကိုဗာကြီးတော်မင်းလက်ထက်မှာပြုတ်ပြင်ခဲ့သောမဟာအောင်မြေပုံသားเจ้าကြောက်စာမှာဖော်ပြထားပါတယ် ဂံမင်းလက်ထက်မှာတော့ကျောင်းကြီးကိုပြန်လဲပြင်ဆင်တိဆောက်ခဲ့ပြီးဇေနနာဘုံကျော်ကိုဇေနနာဘုံသားလို့အမည်ပြောင်းခဲ့ပါတယ်။ပဂံမင်းပြန်လဲပြုတ်ပြင်ချိန်မှာပြတ်သက်ဆောင်နဲ့ဘောကဆောင်တို့မှာတရကင်းအုပ်လေးကနှစင်းစီထပ်ထည့်ခဲ့တဲ့အတွက်စုစုပေါင်းအုပ်လေးက၁၀င်းဖြစ်သွားပါတယ်။1855ခုနှစ်မှာမင်းတို့မဲလက်ထက်မရဘူရာကိုလာရောက်ခဲ့တဲ့ဗြိတိရှ်သံတမန်အဖွဲ့ဝင်ဟန်နရီယူးကဒီကျောင်းကြီးအကြောင်းကိုသူ့ရဲ့မှတ်တမ်းမှာထည့်သွင်းဖော်ပြခဲ့ပါတယ်။ တောင်ဖွဲ့ရဲ့ဓာတ်ပုံမှတ်တမ်းတင်သူကက်ပတန်လီနီယစ်ထရက်ကလည်းဒီကြောင်းကြီးကိုဓာတ်ပုံရိုက်ကူးထားခဲ့ပါတယ်ဒီကြောင်းကြီးရဲ့ဓာတ်ပုံမှတ်တမ်းသုံးပုံကိုဆက်လက်တင်ပြပါမယ် ီကျောင်းတော်ကြီးဟာဒီဘောမင်းလက်ထက်မှာမဟာမုဏိဘုရားကြီးကိုလောင်းတဲ့မိနဲ့အတူမိလောင်ပျက်စီးခဲ့ပြီးတရားကင်းအုပ်လေးကကြီးဆယ်စင်းပဲကျန်ရှိပါတော့တယ်

လေးကိုရောက်လို့ဘုရားကြီးကိုသွားရောက်ပူညော်ကြရင်အနားမှာရှိတဲ့အာတောကရာမအကြောင်းတိုက်ထဲမှာတည်ရှိနေတဲ့အုတ်လီကားကြီးများကိုသွားရောက်လေ့လာပြီးဒီနေရာမှာလူငယ်တဲ့နှစ်ပေါင်း150ခန်းကတည်ရှိခဲ့တဲ့ဖန်ရောင်မှန်ရောင်ရွှေရောင်တွေထိန်းထိန်းကြီးနေတဲ့အလုံးကြီးမားတဲ့အကြောင်းတော်ကြီးကိုမှန်းဆမြင်အောင်ကြည့်နိုင်ကြပါ